လီဗာပူးအသင်းကံတော်ရဲ့နေပြရာကန်ကလော့ပ်ကမန်ချက်စတာယူနိုက်တက်အသင်းမှာသူ့ကိုဖာဂူဇန်နေရအစားထိုးဖို့ကမ်းလှမ်းမှုကိုညှင်းဆန်ခဲ့ရတဲ့အကြောင်းပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ကလော့ပ်ဟာဘရစ်တင်ဆွန်တီထွင်သူစတိတ်ဘက်လက်ရဲ့ Diary of a CEO podcast မှာအခုလိုဖွင့်ရခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာကန်ဒဝင်းနီးပြဆိုင်လက်ဖာဂူဆန်အနားယူချိန်ယာဂန်ကလော့ပ်ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ဒေါ်မွန်အသင်းနဲ့စာချုပ်ရှိနေလို့ပင်ချခဲ့တာလို့ဖွင့်ရခဲ့ပါတယ်။ silence အနားယူချိန်အဲ့ဒီနှစ်မှာသူတို့ကျွန်တော်ကိုစကားပြောခဲ့တယ်။အချိန်တွေတခုမှာသူတို့ကျွန်တော်ကိုစိတ်ဝင်စားခဲ့တယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်လည်းစိတ်ဝင်စားပါတယ်။ကျွန်တော်ဟာငယ်ရွယ်သေးပြီးဒေါမော်မှာစိတ်လုံရှားဝဲအသင်းသင်းကိုပိုင်ဆိုင်ထားပါတယ်။ကျွန်တော်အဲ့ဒီမှာဘာလုပ်နေတယ်လဲလို့သူတို့တွေးကောင်းတွေးနိုင်ပါတယ်။ United ကကျွန်တော်ကိုစူးစမ်းခဲ့တယ်။ဒါကမှားယွင်းတဲ့အချိန်မှားယွင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်။ကျွန်တော်ဒေါမော်နဲ့စာချုပ်ရှိနေခဲ့ပြီးဘာတော့မှမစွန့်ခွာနိုင်ခဲ့ပါဘူး။သူတို့ကမန်နေဂျာအစ်တစ်ယောက်လိုချင်ခဲ့ပြီး ကျွန်တော်ဟာရွေးချယ်စရာအနေငယ်တွေကတအုပ်ဖြစ်ခဲ့တယ်လို့ယူဆပါရယ်ကျွန်တော်စကားပြောဆွေးနွေးမှုတချို့တော့ရှိခဲ့ပါတယ်စိတ်ကူးကကြီးမာပြီးကျွန်တော်တို့လိုချင်တဲ့ကစားသမားအားလုံးရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီမှာထိုင်နေရင်ကျွန်တော်စဉ်းစားမိတာကဒါဟာကျွန်တော်စီမံကိန်းမဟုတ်တာပါပဲအချိန်လဲမှားခဲ့ပြီးအဓိကကတော့ကျွန်တော်စီမံကိန်းမဟုတ်တာပါပဲလို့ရာကန်ကလော့ကပြောကြားခဲ့ပါတယ်ဒါပြင်၎င်းက Manchester United အနေနဲ့အသင်းကစားသမားဟောင်းနေဖြစ်တဲ့ Ronaldo နဲ့ Pogba တို့ကိုပြန်လည်မခေါ်သင့်ခဲ့ဘူးလို့သုံးသပ်ခဲ့ပါတယ်။